မန်နီဘောမြန်မာရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါသုနီတုံးတတော်မယ့်အကြောင်းအရာကလီဗာပူးအသင်းဖော်လိုက်တဲ့ Florian Vars ရဲ့အကြောင်းအရွှေ့ပေါ့နော်ဒီအကြောင်းအရွှေ့နောက်ကွယ်မှာရှိနေတဲ့ဂိန်းကဏ္ဍနေ Florian Vars ဟာဒီလီဗာပူးအသင်းအတွက်ပေါ့နော်ကုန်ကျစရိတ်ဘလောက်ရှိတယ်လဲသူ့ခိုးတဲ့ကုန်ကျစရိတ်အခြားအထွေထွေအသုံးစရိတ်ပြီးတော့ Florian Vars ရဲ့လာဆောင်ဝင်သူ့ရဲ့ဒီ ဖာကျိုတတန်းကုံဆုံးမဲ့အချိန်မှာစုစုပေါင်းကုန်ကြမဲ့ဝေးပြီးတော့ဒီဖာကျိုတတန်းကုံချိန်အထိဆိုသူ့အတွက်လည်းဘဝသွားမဲ့တနစ်တောင်ဝေးဆိုတော့အဆအဆအရာရပါဘောနော်အဲ့ဒီအပိုင်းလေးပေါ့ဒါအသေးသေးခွဲချမ်းစိတ်ကြသွားဖို့ဒါကျွန်တော်စဉ်းစားထားတယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒီ Florian Vase ရဲ့အပြောင်းအရွှေ့မှာ transfer fee ကိုတသက်ပဲပြောမယ်ဆိုရင်ကျွန်တော် base transfer fee ကကျွန်တော်ပေါင်အားဖြင့်တန်းတရာပေါင်တန်းတရာယူရိုအားဖြင့်118.5တန်း လော်ဘူးအသင်းကပေးချင်ရမယ်။အဲ့ဒီအပြင်ကိုလော်ဘူးဟာ Florian Vaz ရဲ့အကြောင်းအရွှေ့မှာဒီ agent ကပေါ့နော် agent fees အတွက်10%ပေးရမယ်။10%ဖြစ်တဲ့အတွက်အောင်ပေါင်း10တန်းပေါင်း10တန်းပေါင်းတန်းတရား10%ဖြစ်တဲ့အတွက်ပေါင်း10တန်းပေးချေပြီးတော့အဲ့ဒါကယူရိုအဖြစ်ဆိုရင်17.8တန်းရှိတယ်ပေါ့နော်။အဲ့မှာနောက်ထပ်ဒီပြဿနာတွေနည်းနည်းလေးတချို့တော့သိလိမ့်မယ်ပေါ့နော်။တချို့မသိနိုင်သေးတဲ့အချက်တစ်ခုကပါလဲဆိုတော့ ဒီ solidarity payment လို့ခေါ်တယ်ပေါ့နော်အဲ့ solidarity payment ဆိုတာကဒီ transferory မှာဟိုတတိမထားမိပဲမြေအများလန်းရှိနေတဲ့အချက်ပေါ့ဆိုတော့ဝယ်တဲ့အတင်းဟာအသက်၁၂နှစ်ကနေပြီးတော့ဒီ23နှစ်ပေါ့နော်23နှစ်ပြည့်မွေးနေမတိုင်ခင်အတွင်းမှာခေါ်မယ်ဆိုရင် solidarity payments ပေးရတယ်အဲ့ကောင်က5%ပေးရတယ်ဟောပြောင်းရွှေ့ကြေးကပေါင်သန်း90ရှိရင်နှစ်သန်းခွဲပေးရတယ်ပေါ့အခု Florence Vance ရဲ့ကြောင်းရှိတဲ့ပေါင်သန်းတရာဖြစ်တဲ့အခါမှာအဲ့ဒီ solidarity payment ဆိုတာမပေးလို့မရဘူး။ပေါင်၅သန်းထပ်ပေးရတယ်။ယူရိုအပြင်ဆို၅သန်းမှ၉သန်း။အဲ့ solidarity payment ဆိုတာကဘာလဲဆိုတော့စောစောကျွန်တော်ပြောပြသွားပြီဒီအသက်22နှစ်ကနေ23နှစ်ကြာကစားသမားတူအဲ့ဒီကစားသမားတူကိုခေါ်တဲ့အခါမှာဒီဝယ်တဲ့အတင်ပေးရတဲ့ငွေဆိုတော့ဘာကြောင့်ပေးရတာလဲဆိုရင်ဒီကစားသမားကိုဒီလူငယ်တူကိုပြုစုပြောထောင်ပေးခဲ့တဲ့ ဒီမူလကလပ်တဲ့မိကန်ကလပ်အတင်းပေါ့နော်အဲ့ဒီကလပ်အတင်းရဲ့ဒီလူငယ်အကယ်ဒမီစီမံကိန်းကိုဒါဂုံပြူတဲ့အနေနဲ့သို့မဟုတ်လဲရော်ချေးအနေနဲ့ဒီ training အတွက်အသုံးစရိတ်တွေအနေနဲ့ဒါပေးဖို့ပေးရတယ်အဲ့ဒါက Liverpool က Leverkusen ကစားသမားကိုခေါ်တာဖြစ်စေ Leverkusen က Liverpool ကစားသမားကိုခေါ်တာဖြစ်စေ93နှစ်အောက်ကစားသမားကိုခေါ်တဲ့အခါကပေးရတယ်အဲ့တော့ solidarity payments လို့ခေါ်တယ်အဲ့တော့ဒီတကယ်လို့ Florian Vaz ရေလို့မဟုတ်ပဲနဲ့ထားပါတော့ဒီ Florian Vas ပဲဖြစ်ဖြစ်ကာသမ X ပဲဖြစ်ကာသမ Y ပဲဖြစ်ဖြစ်သူကအသက်ဆန်းတဲ့ကနေ23နှစ်အတွင်းမှာကလပ်အသင်း3ခုမှာရှိခဲ့တယ်ဆိုပါတော့အဲ့ဒီအကြောင်းရှိအသုံးစရိတ်5%အဲ့5%တဲ့မှာမှာအဲ့ဒီဆန်းနှစ်ကနေ23နှစ်အတွင်းနှစ်ကာလအပိုင်းခြားဒီမှာဘယ်အသင်းမှာတော့6နှစ်ဘယ်အသင်းမှာတော့2နှစ်ဘယ်အသင်းမှာတော့8နှစ်အစရှိသဖြင့်ပေါ့အဲ့တော့နှစ်အပေါ်မူတည်တော့အဲ့အဲ့ဒီ5%ကိုသူတို့ကဒီ ဘယ်လိုခေါ်မလဲဆိုတော့တနစ်စာဂျင်းစီကိုတို့အသေးစိတ်တွက်ချပလိုက်ပြီးတော့၆နှစ်နေတဲ့အသင်းကို၆ပုံအဲ၃နှစ်နေတဲ့အသင်းကို၃ပုံတကယ်လို့ဒီကလပ်တင်းကဥမာဖီလ်ဖော်ဒန်လို့ကစားသမားလီယန်နယ်မက်ဆီလို့ကစားသမားမျိုးတွေအသက်ဒီ၁၂နှစ်အရွယ်ကတည်းကစပြီးတော့23နှစ်အထိရှိတယ်အဲလီယန်နယ်မက်ဆီကိုခေါ်မယ်ဆိုရင်တော့အဲဆော်လော်တရီပေးမန့်ကိုဘာစလိုနာအသင်းအကယ်ဒမီကပဲရတယ်အဲ့ဒါကဒီအကယ်ဒမီစီကိုစီစဉ်တဲ့ငွေပေါ့နော်သူတို့အတွက်သူတို့ဒီလူငယ်လေးကိုပြုစုပြောင်းထောင်ခဲ့တဲ့ဒီ မွေးမြူခဲ့တဲ့ကွန်ပျူတာစီအတွက်ပေးရတယ်ကိုဆိုတော့ level level 2ဟာ level 9အသင်းကိုဒီ solar duty payment ပေးရတယ်အဲတခုရှိတာကဒီပြပကစားသမားကိုခေါ်တဲ့အခါမှာဘာသက်သာလဲဆိုတော့ဒီ premier league level လို့ခေါ်တဲ့ domestic club အသင်းချင်းချင်းခေါ်တဲ့ကပေးရတဲ့ဒီငွေကြေးအဲ့ကောင်ကဒီနိုင်ငံခြားကခေါ်မလို့အင်္ဂလန် club အသင်းချင်းချင်းဆိုတော့အဲ့ကောင်ကလိုတယ်ပေါ့နော်လိုတယ်ဆိုတာကအတူကကြတော့ english တွေကကြတော့ကိုစီမင်းနဲ့ပို့ဘာကြတော့24နှစ်အောက်ကစားသမားတွေခေါ်တဲ့အခါမှာ ဟိုဘယ်ဟုတ်ပေးရမှာလဲဆိုတော့ဒီတောင်ရွှေကြီးလေးရာခိုင်နှုန်းပေးရတယ်အဲ့ဒါကဒီ Premier League ကိုပေးရတာ Premier League ရဲ့ဒီလူငယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံခိန်းအတွက်အသုံးပြုတဲ့ fan ကိုပေးဥပမာကျွန်တော်တို့ဒီ Chelsea အသင်းကအင်္ဂလကန်ထေကိုအဲ Leicester အသင်းကနေပေါင်သန်း30နဲ့ခေါ်တယ်ပေါ့အဲ့ခေါ်တဲ့အခါမှာအဲသူကဒီ Premier League level လို့ခေါ်တယ်အဲ့ငွေက4%ဖြစ်တဲ့ပေါင်1.2 million ကို Premier League ကိုတတ်တတ်ပေးရတယ် အဲ့တော့အဲ့ဒီ1.2 million ကို Premier League ကယူပြီးတော့ဒီ Premier League Youth Development အတွက်ဒီ fan အဖြစ်သူတို့ကသုံးတယ်သူတို့ဒီ Florian Vaz ရဲ့အကြောင်းရှိမှာတော့ Liverpool ကအဲ့ဒါပေးစရာမလိုဘူးဆိုတော့အခါကျတော့ကျွန်တော်ဒီ total ကုန်ကျစရိတ်စုစုပေါင်းက Adams မတိုင်ခင်မှာပေါင်း135သန်းဖြစ်သွားတယ်ကျောင်းရှိသေးသန်း100 agent fee အဲဆေးသန်းနဲ့ solidarity payments က5သန်းပေါင်း135သန်း euro အပြင်ဆိုရင်ပေါ့ဒီ euro 135တသမတသန်းအတိရောက်သွားတယ်အဲ့မှာမှာ ဒီ Florian Vaz နဲ့ Liverpool ကြားမှာက add-ons ကြီးတယ်ဒီကစားသမားရဲ့ performance ဒီအနာဂတ်အောင်မြင်မှုတွေပေါ်မူတည်ပြီးတော့အပြစ်ရောက်သွားမယ်ဆိုရင်ပေါင်း16တန်းရှိတယ် Euro အပြင်16တန်းမှ8တန်းရှိတယ်ဆိုတော့ဒီလောလောဆယ်ကျွန်တော်တွက်ကြည့်လိုက်တဲ့အခါ potential ပေါ့နော် total cost ကဒီ add-ons ပါပါမယ်ဆိုရင်ပေါင်း133တန်းအဲ Euro အပြင်ဆို153တန်းမှ4တန်းအထိရောက်သွားမယ်ဆိုတော့အဲ့ဒါကလက်ရှိ exchange rate နဲ့ဒါတွက်တာလက်ရှိ exchange rate က1ပေါင်ကို 1.18 euro ရှိတဲ့အတွက်အဲ့ဒီ exchange rate နဲ့တွက်ထားတာတကယ်လို့ဒီ florian versa ဥမာ source ဒဏ်ရသွားတာတို့ခြေသွမ်းပြနိုင်လို့ဒီ source စီစီအရန်ကုန်ရောက်သွားတော့ဒါမျိုးတွေကြုံခဲ့မယ်ဆိုရင် liverpool ကပေါင်း116တန်းနဲ့ရက်သွားမယ်အဲ့လိုမဟုတ်ဘဲနဲ့အခြေသွမ်းပြနိုင်တယ်အဲတတ်မှတ်ထားတဲ့ဒီ addons အတွက်တတ်မှတ်ထားတဲ့အချက်တွေပြည့်သွားမယ်ဘွဲရည်အတွက်ပြည့်သွားမယ်ကိုယ်ရည်အတွက်ပြည့်သွားမယ် champions league plus ယူမယ်အဲ့ဒီအချက်တွေပြည့်စုံသွားမယ်ဆိုရင်ပေါင်း130တန်းအထိကုန်တယ်လို့ကျွန်တော်တို့တာဟာ တွက်ချက်လို့ရတယ်ပေါ့နော်ဆိုတော့ဒါ Flonavas ရဲ့ဒီ blue comb လေ Liverpool ကုန်ကြမ်းငွေနဲ့ပတ်သက်ပြီးအသေးသေးတွက်တွက်ချက်ထားတယ်အဲ့ဒီမှာမှ Liverpool ဟာကစားသမားကိုပေးရမယ့်ငွေအပိုင်းကိုကျွန်တော်ထပ်တွက်ကြည့်မယ်ဆိုတော့ basic salary ကတစ်ဖက်ကိုပေါင်2သိန်းဆိုတော့အဲ့ပေါင်2သိန်းဆိုတာကတစ်နှစ်စာအတွက်ဆိုရင်ပေါင်30.4တန်းကြမယ်ဆိုတော့ငားနှစ်စာအတွက်ဆို Liverpool အသင်းဟာ Florian Vas ကိုပေးရမယ့်ငွေပမာဏဟာပေါင်52တန်းရှိလိမ့်မယ်ငားနှစ်စာအတွက် ဲ့မှာမှာဒီ bonus ကကြတော့တပတ်ကိုပေါင်9000ရှိတယ် Florian Vas ရဲ့လာစာပေါင်2000ဆိုရင်သူ့ bonus ကလည်းပေါင်2သမအဲပေါင်ပေါင်9000ရှိတယ်အဲ့ဒါကဒီတနှစ်စာအတွက်ဆိုပေါင်2သမ6တန်းရှိတကယ်လို့များဒီ9နှစ်စာ9နှစ်ပြည့်တဲ့အထိ Liverpool မှာနေမယ်ဆိုရင်အဲ့ bonus ကြီးပဲ Florian Vas ပေါင်73သန်းသူရမယ်အဲ့မှာမှာဒီ club အသင်းဟာကစားသမားဟုပေးရတယ်မဟုတ်ပဲနဲ့သူတို့အပူထက်ကုန်မှာက ဒီသူတို့အာမခံပေါ့ကစားသမားရဲ့အာမခံအဲ့အာမခံအတွက်ဆို73.8ရာခိုင်နှုန်းဒီအာမခံကြီးပေးရတယ်အဲ့အာမခံကြီးကပေါင်1.8တန်းတစ်နှစ်ကို1.8တန်းဖြစ်တဲ့အတွက်9နှစ်စာဆင်ပေါင်9တန်းကုန်မယ်ဆိုတော့ဒီ Florian Fast အတွက်ဒီကစားသမားဘက်အချမ်းမှာစုစုပေါင်း total ကုန်ကြစေဟာတစ်နှစ်ကိုပေါင်14.8တန်းနဲ့9နှစ်စာအတွက်ပေါင်84တန်းကုန်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီဟို အခုဒါလီဗာပူးအသင်းကဒီကုန်ကြောင်းငွေတွေမှာသူတို့ကအခုအလုံးစုံအပြည့်အဝပေးချရမှာမဟုတ်ဘဲနဲ့ဒီလီဗာပူးစင်ကိုသူတို့ကဒီ amortization နဲ့ခေါ်တာပေါ့နော် amortization ကဒီစာကျုပ်၅နှစ်အဲ၅နှစ်စာအတွက် amortization နဲ့ခေါ်တာဖြစ်တဲ့အတွက်တော့လို့စဒီပေါင်115ခန်းအတွက် ဆိုရင်ဒေါ်လာစကုံကြမဲ့ငွေအတွက်ဒီ Florian Vas အတွက်မပါဘူး Addons မပါဘူး Ontrack 15တန်းအတွက်ဆိုရင်9နှစ်စာဖြစ်တဲ့အတွက်9နှစ်စာပြီးတော့တစ်နှစ်ကို Liverpool စင်ကိုနှစ်တိုင်းအောင်23တန်းပေးရအဲ့တော့အဲ့လို Amortization ခွဲလိုက်ခြင်းအပြင် Liverpool အသင်းဟာဒီဒီနှစ်အတွက်ဒီငွေကစားသမားခွန်ယူမှုအတွက်သုံးတဲ့ expenditures တဲမှာဒီပေါင်းတန်း100ကျော်မရောက်သွားဘဲနဲ့ပေါင်း23တန်းပဲရောက်ခြင်းအပြင်အသင်းရဲ့ဒီဘန်နာရေးပေါ့နော်ဘန်နာရေးဒီ အခြေအနေကိုပို့ပြီးတော့တည်ငြိမ်သွားစီတာပေါ့မဟုတ်ဘူးဆိုရင်အရှိလာမဲ့ရာသီကြရင်ငွေသုံးဖို့ခတ်သွားတာမျိုး Premier League ရဲ့ဒီစီးမင်းနေအရာသုံးနှစ်အတွင်းအပေါင်105တန်းကြောင်ရှုံးလို့မရဘူးလို့ဘာလို့ရှိတဲ့အတွက်ဆိုတော့ Liverpool ကတော့ amortization နဲ့သွားတဲ့အတွက်တစ်နှစ်ကိုပေါင်း23တန်းကုန်မယ်ဆိုတော့ဒီအပြောင်းအရွှေ့တစ်ခုလုံးမှာ amortization ဟာတစ်နှစ်ကိုပေါင်း23တန်းမှ8တန်းပြီးတော့ ဒီ salary ရဲ့ bonus ရဲ့ပြီးတော့ဒီ national insurance ရဲ့ပေါ့ဒီအမခံရဲ့ပေါ့နော် salary ရဲ့ bonus ရဲ့အမခံရဲ့အထက်ကစုစုပေါင်းပေါင်း၁၄.၈တန်းဆိုတော့ Liverpool ဟာ Florian Vass အတွက်နှစ်တိုင်းနှစ်တိုင်းပေါင်း38.8တန်းကုန်ကြမယ်ဆိုတော့ဒါ Florian Vass နဲ့ပတ်သက်ရင်အဲ့ဒါအသေးစိတ်ပဲဆိုတော့ total ကုန်ကြငွေကိုလိုချင်ရင်တော့အခုတနည်းစာအတွက်ပေါင်း38.8တန်းကိုဒီ၅နဲ့ညှောက်ပြီးတော့အဲ့ဒါကစုစုပေါင်း total ကုန်ကြငွေဖြစ်သွားမယ်အဲ့ဒါဆိုရင် Liverpool အသင်းဟာ တည်သူ့ရဲ့ advance တည်လည်းပြည့်မယ်ကစားသမားကိုလည်းအပြည့်ဒီ bonus တည်နဲ့ဒီအာမခံကြီးတယ်ငါးနှစ်စာအတွက်ပေးမယ်ဆိုစုစုပေါင်းပေါင်188တသမ6သန်းအထိကုန်သွားမယ်ဒါကဒါ Florian Vast တို့ပဲတခြားစီးကြီးတဲ့ကစားသမားတွေရဲ့အပြောင်းရွှေ့တွေမှာလေအဲတကယ်တမ်းကျတော့အဲ့ဒီအတိုင်းပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်